ခဲတော့သမီးဒီတခါတော့ဘသူလေးကိုဘယ်လိုလုပ်ပြီးတော့ဘယ်လိုဖိတ်ခေါ်ပါလဲမိတို့အဲ့ဆိုရင်တချင်း TV ကတော့မှတချင်း TV ကတော့မှဘသူဆိုမလဲဘာတချင်းလဲဆိုတာကိုပြမယ်နော်အဲ့ဆိုတချင်းလေးပဲဆိုပြလိုက်ပါမယ်ဆက်ပြီးတော့ကဲဒီတခါတော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဖြောပြီးတဆက်ပြီးမဲ့နော်တိစံခုနကကျွန်တော်ပြောထားတယ်လေဘသူမှမသိဘူးဒီထဲမှာတော့ရှိနေတယ်ဒီထဲမှာအများကြီးခုနကကျွန်တော်တို့စုရတက်ချတဲ့ထဲမှာဟာ ကျွန်တော်တို့ရဲ့အကိုကြီးကိုတိန်တန်ရဲ့သမီးလေဝင်းဘဝတိန်တန်ဒီထဲမှာရှိနေတယ်အဲညီမလေးကျေးဇူးတင်လိုက်တာလို့နော်ခုနတွေ့တယ်အဲဒါကြောင့်မလို့ကဲဝိုင်းတော်သားများကျွန်တော်တို့ music ကလေးကိုစပြီးတော့မှဝင်လိုက်လို့ရှိရင်တော့ဘသူဆိုတာကိုကျွန်တော်တို့အဖြစ်ပေါ်သွားမှာပါနော်ကျွန်တော်တီဆိုမှာမဟုတ်ကြောင်းကျင်ရပါတယ်ကုလို့ဆိုဟုတ်တော့ ိုက်ချင်းတိုက်ပြင်းလိုက်မယ်လေပြီးပေတော့မပလွမ်းတော့ဘူးပေါင်းလေး နာပါပဲအပေါင်းရင်အောင်ချစ်တဲ့သူကမှနှလုံးကိုအောင်ပြဖွဲ့ယူတော့ဒီမာလေးရှုံတော့ပါဖြစ်သေးလေအာလုံးကိုစွလို့ရတာချုပ်ပြုံးကပါမှာအချစ်လို့အချစ်လို့ခေါ်ပါလေ မသမီးလေးကိုလည်းချစ်လို့ပါဆရာကိုကျော်စိုးကလည်းဘော်ရာကြီးဆိုတော့သူပြောင်းကျမတက်တက်လာဆိုပြီးရဖြစ်ပါရှင် မလွတ်တော့ဘူးမောင်ရေရင်နာစရာတွေမင်္ဂလာပါပဲမပေါင်းရင်အောင်ချစ်တဲ့သူကမှနှလုံးသွင်းအောင်အဖြစ်ဖွဲ့ယူတော့ဒီမာလေးရှောင်းတော့ဘာဖြစ်သေးလဲအလုံးစလုံးရဲ့ရာချုပ်ပြုံးကဘာမှ ချစ်လို့အချစ်လို့ခေါ်ပါရဲ့ချစ်နေမနေတော့အတိတ်ကိုချစ်ခဲ့ပြီးမှစိတ်နာရအောင်မောင်မောင်တမောင်မောင်နဲ့တိတ်ခေါ်ရမှာအပြိုရမေဘဝမျိုးလေးမဟုတ်တော့ပါဘူးကွယ် ုံးရဲ့မျက်လုံးအောက်မှာတယောက်တည်းလမ်းလျှောက်ပြီးမေလုံလင်းမလွမ်းလောက်ပါဘူးလေယူဝေးတဲ့တပီလိုအရွက်ပင်ကျွေတော်လေမုန်နိုင်ကိုကြောပြီးထားမေလောကမှာပျော်စရာတွေ့ရင်ဒုက္ခဟာတော်ရပြည်တဲ့အဝေး baru cuy ada meluan do baru ye nasi aru mingla babe mau ye au cete dugu ma nalong kue au kipwe yuro di male show no babi mele alu sulu yera cobiung mama Chillin'

ါတယ်။ကျမပချို့ရဲကျေးဇူးတင်ပါတယ်ပချို့။ကိုကျော်စောပျော်သွားစီခြင်းနဲ့စိတ်ဆန္ဒအပြည့်နဲ့ကျမလာရောဆိုပြတာပါ။တကယ်တော့ကျမရဲ့တန်ကိုဆရာဝန်ရသင်းဆိုဖို့ခင်မပြူသေးပါဘူး။ဒါပေမဲ့ကျမရဲ့ဘော်ဒါကြီးစိတ်ချမ်းသာစီခြင်းနဲ့စိတ်ပြီးတော့ကျမတို့ရဲ့ယူဆက်တဲ့ကလေးကိုဂုဏ်ပြုတဲ့အနေနဲ့လာရောက်ဒီဆိုခြင်းဖြစ်တယ်။ဒါကြောင့်ကျမရဲ့တန်အားနည်းတာကိုလည်းခွင့်လွှတ်မယ်လို့တောင်းပန်ရင်းနဲ့နှုတ်ဆက်ပါရရှင်။ ကျေးဇူးတင်ပါတယ်မချိုဆရာလည်းအများကြီးကျေနပ်ပဲလို့ထင်ပါတယ်ဆရာဘွားရဲ့အမတ်တရအဖြစ်ဆုံးပွဲလေးဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ဆရာ